မင်းအောင်လှိုင်ကတော့ကြော်မျိုးမီးလုံးမှစောက်ရက်ကအခါခါပွဲပြီအဲ့ဒါဘာလဲဆိုတော့အာဆီယံအစည်းအဝေးတက်မယ်ဆိုပြီးတော့เนาะညှော်လင့်နေတာအခုအာဆီယံအစည်းအဝေးတက်ဖွင့်မရှိတဲ့ဟာကိုအตาလေးမငြိမ်နေပဲနဲ့ဘာလုပ်လဲမင်းအောင်နိုင်က မတက်တာတဲ့အာဆီယံအစည်းအဝေးကတက်ဖွင့်ရှိတယ်တဲ့နားထောင်ကြည့်ဝါဓမ္မကြီးလိုက်เนาะကြာခင်ဗျားတို့ယုံလားနားထောင်ကြည့်ဝါကြော်မျိုးမီးပြောတာကကြည့်ဝါเนาะအဲ့တော့ကျွန်တော်တို့တွေတနေ့တနေ့အတိုက်ခံလုပ်ပြီးပြောနေတယ်ဆဲနေတယ်စိုးနေတယ်ဆိုတာ ဒီလိုပေါက်ပြရပြောတဲ့ကောင်မျိုးကျွန်တော်တို့ထိုင်ကြည့်နေပေးရမှာလားဟမ်အခုကြည်ဝါသမားကြီးဘာပြောလဲဆိုတာဘိုးချုပ်မူကြီးကမလေးရှားကိုသွားမှာလားမသွားဘူးလားဆိုတော့မိကုန်းနဲ့ဒီနေ့တော့မလေးရှားဘိုးချုပ်အီဗရာဟင်ကနေပြီးအန်ဝါအီဗရာဟင်ကနေပြီးတော့မီဒီယာတွေသူဖြေလိုက်တယ်မလေးရှားမီဒီယာတွေမှာပေါ်ပြလာတယ်ဘိုးချုပ်မူကြီးကဘိုးချုပ်မူကြီးကမတက်ရောက်မှာမတက်ရောက်ဖြစ်မတက်ရောက်ဖြစ်တက်ရောက်ဖြစ်မှာမထင်ဘူးလို့သူကပြောတာဆိုတော့ခန့်စကလုံးလေးပြောမယ်အခုပြည်ပြုပ်စုတွေနဲ့ခြားလူတွေရေးနေကြတာဗာလဲဆိုတော့ဘိုးချုပ်မူကြီးကတက်ခွင့်မရတော့ဘိုးချုပ်မူကြီးမတက်ဖြစ်မတက်ဖြစ်တော့ဘိုးချုပ်မူကြီးတက်ခွင့်မရဆိုတော့ဘိုးချုပ်မူကြီးရေးကြတာတွေ့ရတယ် ဆိုတော့တက်ခွင့်မရဘူးဆိုတာနဲ့တက်ရောက်မှာမဟုတ်ဘူးလို့ပြောတာနဲ့စကားလုံးနှလုံးအတိတ်ပဲမြန်မာစာတက်ရင်စာတက်ရင်အင်္ဂလိပ်စာပဲပြန်မှာစာတက်ရင်စာတက်ရင်နားလည်ပါတယ်အဲ့တော့ကျွန်တော်ကဒီနေရာမှာစကားလုံးနှလုံးပဲရှင်းပြမယ် Henry Byron ပြောတာကရှင်းရှင်းလေး He will not be attended We are not invited mo ရှင်းရှင်းလေး We are not invited him mo him mo We are invite not invited him mo He will not be attended ဆိုတော့ရှင်းရှင်းလေးအဖြစ်ကငါတို့သူ့ကိုမဖိတ်ခဲ့ဘူးလို့ Henry Byron ကမပြောဘူး ်သူတက်ပြမှာမဟုတ်ဘူးလို့ပြောတာသူတက်ပြမှာမဟုတ်ဘူးလို့ပြောတဲ့စကားလုံးအတိပ္ပယ်ကအများကြီးရှိတယ်အဖြစ်ရှိတယ်ကျော်မျိုးမင်းရဲ့နေအဲ့လောက်တော့ယူတာတန်တမန်ကျင့်ဝတ်ဆိုတာနေမတည်ဘူးလားမင်းအောင်နိုင်ကိုမဖိတ်တာကိုမဖိတ်ဘူးလို့ပြောခွင့်မရှိဘူးလေတန်တမန်ကျင့်ဝတ်ဆိုတာတန်တမန်စီးဆောက်ထင်းရတယ်လေဟုတ်တယ်မနိုင်ငံတစ်ခုရဲ့တစ်ခုဆက်ဆက်တဲ့နေရာမှာနော်တန်တမန်စကားလုံးကအင်မတန်အရေးကြီးတယ်တစ်ဖက်ကိုထိခိုက်မဲ့စကားမျိုးကိုအင်မတန်ရှောင်ရှားကြတာဒါနိုင်ငံတကာအတိုင်းဝိုင်းတွေအကျင့်တွေမင်းမတိလို့လားနောက်တစ်ခုငါပြောပါဦးမယ် သူမတက်ဖြစ်ဘူးလို့ပြောရအောင်မင်းအောင်လှန်ရဲ့တက်မဲ့မတက်ဘူးဆိုတဲ့အရာကိုဒီအနဝါဣရဟန်ကဆုံးဖြတ်ပေးရတာလားမင်းအောင်နိုင်ဆုံးဖြတ်မှာလားအဲ့တော့မင်းအောင်နိုင်တက်မဲ့မတက်ဘူးဆိုတော့သူမတက်ဘူးလို့ဘာဖြစ်လို့သူကပြောနိုင်ရလဲသူတို့မဖိတ်လို့ပေါ့အဲသူတို့ဖိတ်ထားရင်အတက်မလားမတက်မလားတော့ပြောမတက်ဘူးဒါကတော့အဲမင်းအောင်နိုင်ရဲ့တဘောပဲရှိတယ်ဟုတ်တယ်မလားဒါလိုတော့ဖြစ်ကမယ်လေဟုတ်တယ်နော်သူတို့ဖိတ်ထားရင်အဲ့တိုင်းဖြစ်ကမယ်ဘာလို့ဆိုသူတို့ကမင်းအောင်နိုင်ကို တက်ခွင့်ရှိလို့ဖိတ်ထားရင် တက်မဲ့မတက်ဘူးဆိုတာမင်းအောင်နိုင်ရဲ့ဆုံးဖြတ်ကမှာဒီမလေးချမ်းဝင်ကြီးချုပ်ကဆုံးဖြတ်ကမှာမဟုတ်ဘူးမတက်ဘူးဆိုတဲ့စကားကို तू သွားပြောလို့မရဘူးဘာဖြစ်လို့လဲသူတို့ဖိတ်ထားတယ်လေဟိုကတက်ရှင်တက်မဲ့မတက်ရှင်မတက်ဘူးသူတို့မဖိတ်ထားတဲ့အတွက်မတက်ဖြစ်ပါဘူးလူကြီးစကားပြောတာလေဟာအဲ့ကောင်မဖိတ်ထားဘူးကွာဒီကောင်စောက်စစ်မရှိဘူးအဲအဲငါတို့အဆင်အောင်ခွေးကလေးတော်တက်ခွေးမရှိဘူးလို့အဲ့လိုပြောရပါဘူးလားဟိုကဟမ်ကအရက်စကားမဟုတ်လေနိုင်ငံတစ်ခုနဲ့တစ်ခုစကားပြောတဲ့နေရာမှာတန်တမာကျင့်ဝတ်ဆိုတာရှိတယ်မင်းနားမလဲတာလားဟမ်ဟိုမှာဟွန်ဆန်အောင်မှာ သူနဲ့ပြောထားတဲ့အတန်ဖိုင်ကိုထိုင်းဝန်ကြီးချုပ်နဲ့ပြောထားတဲ့အတန်ဖိုင်ဖြန့်ချတာဒါဟာတန်တမန်ကျင့်ဝတ်ဖောက်ပြတ်တယ်ဆိုပြီးတော့ဝိုင်းပြောကြတာမကြောက်ဘူးလားမင်းဟမ်တန်တမန်ကျင့်ဝတ်ဆောက်ထင်းရတယ်အတုမဖိတ်ထားဘူးမပြောဘူးတက်ခွင့်မတက်ပါဘူးသူတက်လာမတက်တော့ဒီမလေးရှားဝန်ကြီးချုပ်ကဘယ်လိုတိလို့ရအောင်ဟမ်သူတို့ဖိတ်ထားတယ်ဆိုရင်တက်တာမတက်တာမတိဘူးဆိုတဲ့စကားပဲပြောမှာနော်မင်းအောင်နိုင်ပဲတိလိုက်တယ်တက်တာမတက်ဘူးဆိုတာသူတို့မဖိတ်ထားတဲ့အတွက်တက်လို့မရတဲ့အတွက် မတက်ဘူးသူမတက်ပါဘူးဆိုတဲ့စကားကိုပြောတယ်ရှင်းနေတယ်လေအဲ့ဒါကိုဗါရစင်သိညို့စိတ်တရေနဲ့ထပ်ဖုံးတာမင်းလုံးမမင်းရောက်လာရမရှိတဲ့စောက်ရှက်အခါခါကွဲတာလော်ရင်လည်းဟိုဖြစ်အတိတ်ပဲရှိတဲ့ဟာတွေလော်တွေကွာဟိုမင်းကဘာနဲ့ဒူးနေပြီလဲဆိုတော့ဟိုကင်းကိုမင်းကြီးတာကျွန်တော်တို့ဟိုငငယ်စာဖတ်ခဲ့ပါတယ်နော်ခေါင်းမနေပုံကွယ်နာမည်တော့မှိုင်းမှိုင်းကင်းကိုမင်းကြီးဥကောင်းလားမသိဘူးသူ့ရဲ့စာအုပ်ကိုမြင်းထိန်ငတာကသူကလိုက်ပြီးတော့ မြို့ထဲမှာလိုက်သွားတာကင်းုံမင်းကြီးဦးထင်းစာအုပ်ကဘလို့ကောင်းတာဘလို့ဖြစ်တာခါချီမိုးကန်းဖွင့်ပြီးကင်းုံမင်းကြီးကိုမလုပ်လာလေအခုမင်းလုံနေပြီကိုလော်ဘီလုပ်ပေးတယ်ဒါပေမဲ့အဲ့ဒီငါသားကပါလဲစာမတတ်ဘူးစာမတတ်တဲ့ကောင်ကစာအုပ်ကိုကောင်းပါတယ်လိုက်ပြောတော့ဟိုကကင်းုံမင်းဝင်နေတည်တော့ငါတလာအောင်နော်ကျွန်တော်လူနာမည်တော့မိုင်းမလိုက်ဘူးနော်ဇလက်ကြော်ယူရအဲ့တိုင်းပဲလာအောင်ယော့မဟုတ်ဘူးယူရနောက်ငါစာအုပ်ကိုကောင်းတယ်လို့မပြောနဲ့တည်တယ်ရှက်လို့ ဆက်လို့ဟိုကတော့ဘယ်လိုပြောမလဲခီးမိုးကန်ထိတဲ့သူကတိတယ်ဒီကောင်းချောင်းကတိတ်ခါကြမှာဆိုတာအခုမင်းနဲ့မင်းတို့မိလင်မင်းအောင်နိုင်နေကြတော့မင်းအောင်နိုင်ရတဲ့ခွနစ်ကပြောသလိုအဲရတဲ့ခွင့်ရအကုန်ယူဖို့ချောင်းနေတာမင်းတို့ကလည်းမဟုတ်ကဟုတ်ကအကုန်လုံးပောက်ပန်း၄၀အကုန်လိုက်လေအကဲအခုဒီဗီဒီယိုဖိုင်နားထောင်နေသူတွေကျွန်တော်ပြောတဲ့စကားမှားလားမှန်းဟမ်တက်တယ်မတက်ဘူးဆိုတာကို အကယ်၍ဖိတ်ထားတယ်ဆိုရင်တက်တယ်မတက်ဘူးဆိုတာကိုမလေးရှားဝန်ကြီးချုပ်ကမတက်ဘူးလို့ပြောမလား တက်မလားမတက်မတက်မလားမတည်ဘူးလို့ပြောခဲ့ရမယ်ဒါကတော့ဒီမြန်မာနိုင်ငံကဟုတ်တယ်နော်မင်းအောင်နိုင်ပေါ်မူတည်ပဲပြောမှာပဲသူတို့မဖိတ်ထားတော့တက်လို့မရတာတေချာတဲ့အတွက်မတူမတက်ဘူးဆိုတဲ့စကားကိုပြောတာလေအဲ့ဒါကိုလူကြီးစကားကိုတာဏမန်စကားတူမတက်ဘူးလို့ပြောတာအဲ့ဒါကိုဘာဖြစ်လဲဟမ်မဖိတ်ထားပါဘူးလို့ထောက်ပြောရပါလားအဲ့တန်တမန်ကြည့်လို့မညီဘူးလေမင်းအဲ့လောက်နားမလဲလို့လားဟုတ်လား အော်မင်းလော်မမရှိတဲ့စောက်ချက်အခါခါပွဲတယ်တိတ်တိတ်လေးနေလိုက်ပါကွာမစောက်ချက်တွေအခါခါပွဲနေပါကြော်ကြုံပြင်းမင်းလုံးမဟမ်သူ့မှာတက်ဖို့ဆိုပြီးတော့ကောင်းကောင်းဟိုမှာဝိုင်းလော်ထားကြလားအခုလည်းကြာကြာတက်ခွင့်မရတော့စောက်ချက်ပွဲရောဝိုင်းလော်လေဆိုတာလည်းကိုနစ်ကပြောသလိုအစကတည်းကတက်ခွင့်မရှိပါဘူးဖိတ်လည်းမဖိတ်ထားဘူးဘာဖြစ်လို့လဲအေးတစ်ချက်နောက်တစ်ချက်ဆက်ပြောမယ်မလေးရှားဝန်ကြီးချုပ်ကနော်ဒီမူငါးချက်အတိုင်းဆက်လက်ကင်ဆွဲသွားမယ်လို့ ဆက်ပြောတဲ့စကားဘာကြောင့်တက်ခွင့်မရှိလို့ဆက်ဆက်နေလို့ဒီအာဆီယံတော့ဒီမူငါးချက်ကိုပဲကင်ဆွဲထားတယ်ဆိုတဲ့စကားကိုပြောတာလေအဲ့ဒါဖိတ်ထားတယ်ဖိတ်ထားတာနဲ့မတက်ဘူးဆိုရင်ဒီမူငါးချက်ပဲကင်ဆွဲထားဆိုတဲ့စကားကိုပြောလိုက်တာအကြောင်းမရှိဘူးလေကြောင်မျိုးမင်းတိတယ်မင်းတို့ရက်ကွာမှာမင်းတွားလေနော်မစ္စင်တေးရောစိတ်တေးနဲ့ဖုံးမနေနဲ့စောင့်ဆက်နေလည်းမရှိဘူးမင်းတို့ရှင်းရှင်းလေးတက်ချက်မှမဟုတ်ဘူးဆိုရင်မဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်ဘူး မဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်လို့တက်ချက်မဟုတ်ဘူးဆိုတာဒီဖိတ်ခဲ့သည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်ရတဲ့ information ကျွန်တော်ပြောပြပါဒီဒီညမှာယူလိမ့်မယ်ခုနဒီစကလုံးလုံးဖားကိုခွဲပြီးသွားပြီဆိုရင်တချို့ကပြောလိမ့်မယ်အဲကောင်ကဘာကွာဘယ်ဟိုနေကဘူးသူကြီးက trend နဲ့တွေ့မယ်လို့ပြောပြတယ်ကောင်ပရိပရိုက်ပြောအချိချိပြောဟုတ်ကဲ့ရတယ် cloud တက်တော့ပြောတချို့ကိစ္စတွေကကျွန်တော်တို့ကကျွန်တော်တို့သိရတဲ့ information ကိုချိတ်ဆက်ပြီးတော့တချို့ဟာတွေတခါလေးပြောတာမဟုတ်မဟုတ်ခဏလေးခဏလေးမင်းမနေ့ကောင်ကပြောထားတာကနိုင်ငံခေါင်းဆောင်တွေကတဲ့အာချက်ကမ္ဘာခေါင်းဆောင်တွေက တူလဲတူရဲ့ power ကိုတိဆောက်နေပြီဖြစ်လို့မင်းအောင်နိုင်ဘူးမင်းပြောထားတဲ့စကားတော့တနည်းရပဲမင်းပြောရတာသူတို့နဲ့ level ဆက်ဆံဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါကြောင့်မလို့ကမ္ဘာခေါင်းဆောင်အလယ်မှာဘုချုပ်ကြီးကအတင့်တယ်တော့မှဘစူးချာဘန်းချာတွေကပွင့်တဲ့ဘန်းမင်းလည်းပြောခဲ့တာလေအဲ့ဒီကဟမ်အမေရိကန်ခေါင်းဆောင်တွေပါတွေ့ဖို့ရှိတယ်ဟမ်ဘုချုပ်မူကြီးရဲ့ဟာ တကယ်ဒီတိုင်းပြည်ရဲ့အကြက်တဲမှာပေါ်ပေါက်လာတဲ့စူးကြတဲ့ကနေပွင့်လာတဲ့ပန်းတပွင့်လိုပဲမင်းလော်ပြီးတော့ပြောခဲ့တာလေစောက်ရှက်မရှိတာလားမင်းဟမ်အဲ့ဒါမပြောနဲ့လေအဲ့စကားမင်းမင်းတက်ကမပတ်ကမအဲ့နေရာမှာမင်းပြောရတာယုံကြည်မှုအပြစ်ခိုင်မာမှုအပြစ်နဲ့တကယ်အစည်းဝေးကိုတက်ကမအတိုင်းပြောရတာလေတတိယသမားတယောက်ကအဲ့လိုပါကြလို့ရတယ်ငါမတိလို့ပါမင်းတို့တတိယတောက်တွေကတတိယနဲ့ပတ်သက်လို့တတိယသမားနာမည်ခံထားတဲ့လူတွေကဒီနေ့တက်မယ်လို့ပြောတဲ့နိုင်ငံတစ်ခုရဲ့အစည်းအဝေးကို နော်နောက်နေ့မတက်ပါဘူးမင်းကပြောတာတက်တက်ပြောတာအဲ့လိုပြောလို့ရလားရမို့ရလားလို့ဟာဗျံပဓာတွေပါကွာမင်းတော်တော်စိတ်ပြစ်စရာပဲဒါပေမဲ့နောက်ဆုံးနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာနိုင်ငံခေါင်းဆောင်တွေတွေ့ရတဲ့အစီအစဉ်တွေနိုင်ငံခေါင်းဆောင်တွေရီခီးစဉ်တွေဆိုတာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာအမြဲတမ်းလိုအပ်တယ်လို့ကတ်လွဲရတဲ့ကိစ္စလေးရှိတယ်။ချက်ချင်းထပ်ဖြစ်ရတယ်ဖြစ်ရတယ်။ဒါကြောင့်ဒါတွေကအမြဲတမ်းစက္ကန့်နဲ့မလက်ပြောင်းလဲနိုင်နဲ့မလက်အချိန်နဲ့မလက်ပြောင်းလဲတတ်တယ်။အခု तू က he will not be အချမ်းလို့ပြောပြီးတော့ဟာ his he will be attempt ဆိုပြီးပြန်ပြောရင်ဘယ်မှာပြန်ပြောဘယ်နော်။အော်ပြောလိမ့်နေတာ။ပြောလိမ့်နေတာ။ဟမ်မနေ့ကပြန်ပြောရင်တက်မပြန်ပြောရင်ဘယ်လုံးမလဲ။မျော်လင့်တာအခုဒီတုန်းကမျော်လင့်တော့တနာစရာလေးကွာ။ဘုံပြမပြောနဲ့ဘယ်ရောက်မှမဟုတ်ဘူးလို့ပြောတာ။အဲ့တော့ဒါကြောင့်နောက်ကမှမျော်နေစလဲရှိလဲဆိုတော့ကျွန်တော်အကြံကြီးအဲသုံးသက်တယ်လို့မှတ်ပါနော်ဟိုသုံးသက်တယ်လို့မှတ်ပါအဲဆိုသုံးသက်တာပဲကောင်းတယ်ဟိုဟိုတိတယ်မဟုတ်သုံးသက်တာပဲကောင်းတယ်ဥပမာဆိုရအောင်ဆိုမလေးရှားနိုင်ငံကြီးကိုကြီးကညီမပြေဘူဇုံကြီးဆိုလာတယ်ပြီးခဲ့တော့အော်တိုဘာလလေလာရတယ်လာတဲ့အချိန်မှာဘုဇုံကြီးကအာဆီယံညီလာခံကို တက်ဖို့ကိုလာရောက်ဖိတ်ကြားတယ်လို့ကျွန်တော်တို့ကကောက်ချက်ဆွဲထားတယ်ဖိတ်ကြားတယ်အဲ့ဒီမှာဘုံယုံကြီးကတက်ဖို့မတက်ဖို့အကြောင်းပြန်ဖို့ကိစ္စအချက်နှစ်ချက်ရှိတယ်အကြောင်းပြန်ခြင်းမပြန်ခြင်းကဘာနဲ့သွားဆိုင်လဲဆိုတော့အာဆီယံညီလာခံစည်းဝေးတက်ဖို့တော့သူတက်မှာမဟုတ်ဘူးအဲ့ကြောင့်ဆိုဒီတပွဲလောက်ကိုသွားတက်ပြီးတော့သူ့အတွက်ဘာကျွမ်းမြေရမှာလဲဆိုမေကွန်တင့်ချက်ဒီစဉ်းစားမယ်နှစ်ချက်ကဘုံယုံကြီးအန်ဒီအတီးအန်ဒီအာဆီယံစည်းဝေးတော်မှာတက်မှာဟာအကျိုးမရှိဘူးဒီအပွဲလေးလောက်တပွဲလောက်အဲ့ဒါမတက်တာအာဒေါခကြီးဖြစ်ကုန်ပြီစောင်းကြီးဝါကြီး တအားကြီးကျယ်သွားပြီနော်အာနည်းနည်းလေးမဟုတ်တော့တအားကိုကြီးသွားတာနော်ဟာဘယ်ရမလဲအာဆီယံအစည်းအဝေးတော်မှာပက်ချူပါချက်အစည်းအဝေးဖြစ်သွားပြီဟာဒေါ်နယ်ထွန့်တော်မှာအသေးလက်တက်ခင်းတဲ့အာဆီယံအစည်းအဝေးကငါတို့အဘလက်ထက်ရတော့ပါချူပါချက်အစည်းအဝေးဖြစ်သွားပြီနော်ဟာကြော်မှုမင်းဟာမင်းကဆောင်းတဘောချသွားပြီကွာကြီးကကတော့မမီလိမ့်မယ်ရုရှားရဲ့ဘုရားအောင်ပွဲတွေရောတရုတ်ကအောင်ပွဲတွေရောနှစ်ခုလုံးသွားတိုင်းမှာပုံမှန်ဘယ်သူတွေနဲ့တီးတန့်တွေ့လဲဆိုတော့မေးခွန်းအဲ့ဒါတွေက တက်တက်ရှိတယ်အဲ့တော့ तू ကဒီတဘောသွားရင်ဒီကိစ္စတခုလုံးသွားရမှာပဲ ਨੇ तू ကရှင်းပြရင်တော့ဟိုသူကဘာလဲဆိုတော့ဟိုဘာခေါ်လဲကြက်ကူရေပါလို့လေအမြဲလုပ်တတ်တယ်တခုလည်းပြောင်းသူပြောင်းလုပ်တယ်အဲ့တော့ဟိုသူဒီကိုသွားရင်ဟိုမှာဒေါ်နယ်ထရမ့်ကဒဲပြောင်းရင်ဒေါ်နယ်ထရမ့်ကမလေးရှားလာဖို့ရှိတယ်အဲ့ချိန်မှာဒေါ်နယ်ထရမ့်မလေးရှားလာရင် तू လည်းမလေးရှားသွားမှာသွားပြည်ရင် तू တက်ဖြစ်ရင်သူတို့နှစ်ယောက်တွဲဆုံဖို့ဆိုတဲ့ကိစ္စကိုညှိနှိုင်းခဲ့တာညီအစ်ကိုရှိတယ် အောက်လိုက်မှာနှိမ့်လိုက်ရှိတယ်ခင်ဗျားတို့မသိတာအဲကြောင့်မလေးရှားကိုလည်းပြနေတာဒီအမေရိကန်တမန်တမလာပူတင်တမလာဟိုအမေရိကန်မြန်မာတမလာအဲ့ပတ်လေရိုက်ပြီးတော့မလေးရှားကမျက်နှာပွင့်ပြီးတော့အတကုံလိုက်ပြီးနှိမ့်နေတာအတကုံလိုက်နှိမ့်နေတာသူကအေရှင်ဖြစ်တော့သူကလိုက်ဒီလုံးပေးနေတာအမေရိကန်တမလာရဲ့သဘောထားမြန်မာကသဘောထားအကုံလိုက်နှိမ့်နေတာရှိတယ်နှိမ့်လို့မပြီးမပြီးမပြီးမပြတာရှိတယ်အဲ့တော့အမေရိကန်တမလာနဲ့မြန်မာခေါင်းဆောင်တွေတွေ့ဖို့ကိစ္စကအဆင်မပြေတော့ဘူးလို့ယူဆရတဲ့ကိစ္စအချိန်မပြေတော့ကိစ္စပတ်တော့အမေရိကန်တမလာက20ခွန်မှာဂျပန်ကိုတောင်ကိုရီးယားနဲ့ဂျပန်ဆက်ထောက်သွားမှာဆိုတော့26 20ခွန်28ဆိုတဲ့၃ရက်မှာဘိုးချုပ်ကြီး26တရက်တည်းတွားရုံနဲ့မပြီးဘူးမပြီးတော့ထရက်နဲ့ဘိုးချုပ်ကြီးနဲ့တွေ့ဖို့ကိစ္စတည်း ဘလို့မှမဆိုင်မဲ့တိလွဲလွဲမဲ့ကိစ္စရှိတယ်အောက်ခြေမှာညှိနေတဲ့ဇာလန်လေးရှိတယ်ဟုတ်ဟုတ်ဟုတ်မင်းရုပ်ပုံမြင်လောက်လဲဆိုလို့ရှိရင်လည်းရုပ်တိရှိအောင်ပြောလေကွာ26တွားမှမင်းအောင်နိုင်တာမင်းအောင်နိုင်ရ26မှတွားမှာမဟုတ်ဘူး26တွားမယ်ဆိုရင်29 28 29 3ရက်မှာဒေါ်နယ်ထရန့်လာမယ်ဆိုစောင့်နေလို့ရတယ်လေတွဲမယ်ဆိုရင်တွဲခွင့်ပြရမယ်ဆိုရင်စောင့်နေလို့ရတယ်လေဟုတ်အဓိပ္ပာယ်ရှိတဲ့ဇာတ်ကားကိုပြောလို့ဒေါ်မျိုးမင်းဟာမင်းကွာမင်းတို့မီဒီယာဓမ္မဆိုအဲ့လိုကလေးကဖြစ်လာဟုတ်လား မဟုတ်မီဒီယာဓမ္မတွေဆိုအဲ့လိုကလိန်ကြည့်ပဲပြောတာဟမ်မင်းမင်းတို့တယောက်ပဲစာတတ်တယ်ထင်လားကျော်မင်းမင်းပြည်သူစာမတတ်ဘူးထင်လားဟမ်ဒုက္ခပဲကွာဟိုကမြေရှားလို့ဟာမျိုးတွေနှိမ့်တယ်ရှိသေးတယ်အဲ့တော့တချို့ဟာတွေကဘိုးဘိုးကြီးဒိုချင်တဲ့ဟာ reserve မထွက်တဲ့ခါဒီဘက်ကလည်းတက်တက်မတက်တက်ချိန်ပြီချိန်တဲ့ခါကျတော့အကြောင်းမပြန်မပြန်မဲ့နေနေပဲမပြန်မဲ့နေတဲ့အချိန်မှာပဲ back နဲ့ဆိုဟိုဘက်ကမီဒီယာတခုက news trade ထဲထားဖော်ပြတယ်တက်ရောက်မဲ့စီးရင်တွေကိုထားဖော်ပြတဲ့အချိန်ဘိုးဘိုးကြီးနာမည်ပါလာတယ်ပါလာခြင်းအကြောင်းရဖိတ်ကြားတဲ့ထဲမှာစီးရင်တွေမှာရှိနေပြီလားမို့လို့ပါလာတာဖိတ်ကြားစီမှာရှိပြီပါလာတာဒါပေမဲ့ ဲ့ဒီချိန်အော်တောင်းနေဖြစ်တဲ့အချိန်ဒီဘက်ကမြန်မာစိုးရဘက်ကလည်းဟိုကညှိလို့မရတော့အချိန်ကြတော့ဒီဘက်ကဖြစ်နိုင်ကြီးရှိုးဒီဘက်ကအဲ့ဒါဆိုရင်တော့ Trump နဲ့တွေ့ဖို့မတွေ့ဘူးတရားသားပြီဆိုတော့မတက်တော့ဘူး။ Putin ကလည်းမလာဘူးမတက်တော့ဘူး။ Xi Jinping လည်းမလာဘူးမတက်တော့ဘူး။ Putin လည်းမလာဘူး Xi Jinping လည်းမလာဘူး။အဲ့ဒါဆိုရင် तू ဘာတော့တောင်းမလဲဆိုစဉ်းစားလိုက်။ तू ဟိုမှာ Modi နဲ့လည်းတွေ့ပြီတယ်ဗျာ Xi Jinping ရော Putin တွေ့ပြီတယ်ဒါပေမဲ့ तू တွေ့ဖို့ကြတာ Trump ပဲကြတယ်။ဆိုတော့ Trump နဲ့တွေ့ဖို့ကိစ္စက Putin လည်းမလာဘူး Xi Jinping လည်းမလာဘူးဆိုရင် तू တွားရင်တက်မှာမလားဆိုရယ်ပေါ့ဒီဒီနိုင်ငံရေးအရာစဉ်းစားဖို့ရှိသေးတယ်။တစ်ချက်နောက်တစ်ခုကအခုကာလမှာ तू အာဆီယံတက်ရင်စီးဝတ်တက်ရင် तू ဝိုင်းပြီးတော့ကြက်မြားတစ်ခုရှိတယ်။ခရမတိလို့ကြက်မြားတစ်ခုရှိတယ်။ ဒေါန်ဆန်းစုကြည်ကိုအတင်းလျှော့ခိုင်းမယ်နော်ကပ်ပြီးပြောမယ်ပြီးရင်ခုကြားဖြန့်ခုလက်ရှိဖြစ်တဲ့ကြားဖြန့်ကိစ္စတွေကိုသူ့ဝိုင်းထိုးတယ်ဝိုင်းကြိတ်မှာဒါလောက်ပြဿနာပေါင်းတောင်းချောက်တောင်းပြီးသူ့ဝိုင်းကြက်မဲ့ဟာကြီးနဲ့အစည်းအဝေးထဲမှာသူကငုတ်တို့ထိုင်ပြီးနေမလားဒေါ်နယ်ထရန့်နဲ့တွေ့ရမှာမဟုတ်လို့သွားပြီးသိသိခံပြီးသွားနေမယ်ဆိုတော့နေလို့ရတယ်ဒေါ်နယ်ထရန့်နဲ့တွေ့ဖို့မတိချတော့တဲ့နောက်မှာသူသွားမလားသူ့နေရာမှာခင်ဗျားဆိုစဉ်းစားအဲ့တော့သူဒါကြောင့်ကျွန်တော်ထင်တယ်ပုံစံမကြည့်ရမတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်သူမတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်အဲ့ဒါကြောင့်မလို့ဟူဟောက်ဆုံခံလာပါလားဟောက်ဆုံခံတယ်မတက်ကောက်ဘူးဆိုတော့ခင်ဗျားတို့ပါဇက်တွေပိတ်ထားတော့ပိတ်ထားလိုက်ပြီးတော့ နော်ငါတို့အဖကသူကိုယ်တိုင်မတက်တာနော်ဟမ်ဘယ်ရမလဲတေဝမ်းမယ်ရှင်ဝမ်းမယ်မသေးမရှင်ဖြူဝမ်းမယ်ပါတဲ့ငါတို့အဖကိုပဲတက်ခွင့်မရဘူးခွေးနေရမရဘူးလေပါလေတဲ့အဲလောလောဆယ်တော့နိုင်ငံပေါင်း132နိုင်ငံကအတရာ80 sorry အတရာ83နိုင်ငံကနိုင်ငံပေါင်းအားလုံးကလွှတ်တော်က CRPH ကိုဟမ်တရားဝင်လွှတ်တော်ဖြစ်ကိုစားပြုလိုက်အဲ့ဒါကြတော့ကျွန်မမင်းဘာမှမပြောတော့ဘူးလားအဟမ် ဟာတော်မျိုးမေးရဲ့မင်းမင်းတို့ကတကယ်လက်လန်တယ်ကျွန်တော်တို့ဟိုနိုင်တိုင်းကျွန်တော်အများအတွင်းကိုလှုပ်လိုက်ပြီဒီနေ့ဆိုရောက်သွားပြီဟိုမှာ तू ကနောက်ဆုံး minutes last minute အထိဘိုးဘကြီးက last minute အထိညှိညှိအောင်မှာပြောမရဘူးဒါကြောင့်မလို့ညှိလို့လုံးဝမရဘူးဆိုရင်ပြည်ရသောမလေးရှားနဲ့အာဆီယံဆမ်မစ်ကိုညှိတာမဟုတ်ဘူးဟိုကတက်ဖို့တော့မဟုတ်တော့ဘူးအာဆီယံဆမ်မစ်ကအော်တိုသူ့ကိုဖိတ်ထားပြီးသားပြတ်သွားပြီလေသူအဲ့ဒါကျွန်တော်ကြားရတော့မင်းတို့အာဆီယံဆီမစ်ကခေါင်းထဲမထည့်ဘူးဟာအားမြင်သွားပြီနော်ဟာလော်လေးမရတော့ဘူးနော်အထူးစပက်ရှယ်ဖြစ်သွားပြီဟာမင်းတို့အာဆီယံဆီဝေးတဲ့ဟိုငါတို့ဘာခေါင်းထဲမထည့်ဘူး ဟာလေဆောင်းကမ္ဘာ level အာအမေရိကန်တမနာ level 5မှာဟာဘယ်ရမလဲဒေါ်နယ်ထရန့်ဆိုတာသူ့အောက်မှာမင်းလုံလိုက်ဘယ်ဒေါ်နယ်ထရန့်ဆိုတာမင်းအောင်လိုက်အောက်မှာအဘ sorry ငါတို့ဘာဘာမင်းအောင်လိုက်အောက်မှာဘယ်မင်းတို့ကလဲကြုံလိုက်တေသွားမယ်တော့မင်းမတည်မရှိဖြစ်သွားမယ်ဘောင်းမိတယ်ဟာမေလို့တောင်းနိုင်တာကွာဟုတ်ပါဘူး Trump เนี่ยดูตุ้ยพวกนี่โหลย่าเมียดูนี่ยงมานอกซ้อมนี่นี่นี่ยงมาเปล่าไม่เอาด่าจรุไม่ตีไหนเนาะโตตะเลนน่ะเลยอะมาๆมาโหกุ๊กจ้าเนี่ย အဲဖြူလုံးနဲ့အဲ့လိုမျိုးတို့တော်တင်းလာအဲအဲ့လိုပဲသူလည်းအခုတို့ဖြစ်နေမင်းအောင်နိုင်တယ်ဟိဟိရနော်ညိတာညိတာညိတာမဟုတ်ဘူးတို့ကတချို့ကိစ္စကြိုက်ပြောတာတကယ်မျိုးနဲ့ဆလာထရမ့်နဲ့သူ့ဘုကိစ္စအသေးတံလုံးမ်းနေတာအာဆီယံဆက်မတက်ဘူးလုံးမ်းတာမဟုတ်ဘူးဘယ်မှာတက်မှာတွေ့မှာလဲမြောက်ကြီးမှာတွေ့မှာမဟုတ်ဘူးအမေရိကတွေ့မှာမဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာတွေ့ရဆိုတာဖြစ်ဖို့လို့လို့ဒီ result ကိုလိုချင်လို့ဒီနေရာမှာတွေ့ရဖြစ်ချင်လို့ဒီနေရာမှာညိတယ်ဒါအဖြစ်ရတာအဲ့တော့တနေရာမှာပွဲတစ်ခုမှာအဖြစ်မနေဆုံးလို့ပြီးတာတွေ့လိုက်တယ်ဆိုတဲ့ပုံစံဖြစ်အောင်ဖန်တီးနေတယ်အာဆီယံအစည်းအဝေးကိုစိတ်ဝင်စားဖို့ပြောတယ် ော်နယ်ထွန်းနဲ့တွေ့ဖို့ညှိတယ်ပြောတယ်ကဲဒေါ်နယ်ထွန်းတွေ့ဖို့မညှိအမေရိကန်လိုက်တွေ့လို့မရဘူးလားဟမ်အမေရိကန်လိုက်တွေ့လို့မရဟုတ်လားကျွန်တော်မင်းမင်းဟာအရှိရဖုံးနောက်ကပေါ်ဟိုကပေါ်ဒီကပေါ်မင်းဘယ်ကလန်းစီဖြစ်နေပြီရှက်စရာကြီးကျွန်တော်မင်းဟမ်မင်းတို့လိုကောင်မျိုးတွေလော်ဘီထားတွားပြီပေါ်ခွေးဖြစ်ပြီလော်ကန်ထိတဲ့ကောင်ကတော့ဟမ်တွတ်တူနေနေတာအကောင်းသားမင်းတို့လော်မစောက်ချက်တွေအခါခါကွဲနေရတာဟမ်အဲဟုတ်တယ်အာဆီယံစည်းဝေးတက်ခွင့်မရသေးဘူးကွာ နော်အာဆီယံမူငါးချက်ကိုငါတို့ဘာမှမလုပ်ပေးလို့အဲ့ဒီတော့အာဆီယံလည်းမဖက်ဘူးငါတို့ကလည်းစောက်ကွင်းဆိုင်ပက်ဦးပါရပြီအဲ့လားဆိုရင်တော့နည်းနည်းဘယ်လိုပြောအောင်အေးကောင်းပြီအာဆီယံနဲ့ကိမှုဆိုင်ပေါ့ဟိုယုံတဲ့လူကယုံမှာမယ်အခုဟာကမဟုတ်တန်တဲ့ရတယ်ကွာအာဆီယံအစည်းအဝေးကိုခေါ်ထားတာမတက်လို့တွေ့မဲ့လူကဒေါ်နယ်ထရန့်ဒေါ်နယ်ထရန့်ဆိုတာအမေရိကန်တမထကဘာမှာတကက်စကြဝဠာမင်းဆိုတာအရင်ခေတ်ကစကြဝဠာမင်းဆိုတာဒီနေ့ခေတ်မှာအမေရိကန်တမထပဲ နော်တကဘာလုံးမှာတော့ဝမ်းစစ်တက်ခဲ့ဘရင်နော်ခဘာလုံးမှာအင်အားအကြီးဆုံးတော့ဝမ်းဆိုတဲ့အမေရိကန်စစ်တက်အဲ့စစ်တက်ခဲ့စစ်ဦးစီးချုပ်အဲ့လိုလူမျိုးတော့မှမင်းတို့ကသွားတွေ့မယ်ဖြစ်နိုင်တဲ့ဇာတ်တွေပြောလေကြော်မျိုးထုံးရဲ့အကြော်မျိုးမင်းရဲ့ငါစိတ်ဆင်းရဲပါလေမင်းလေယူရင်လေခမင်းလို့ဟင်းလို့ယူဒါလေးရှိတယ်ဒါတွေကမြုပ်နေဇာတ်နေအဲ့တော့ကျွန်တော်ခုပြောတာကိုဟုတ်လားမဟုတ်လားဆိုတာကိုသက်ဆိုင်ရဒီကိစ္စကိုကင်တွင်နေတဲ့ကိစ္စကင်တွေတဲ့ပုံစံတွေကကျွန်တော်ပြုံးစီစီပဲကြည့်နေနေမယ် ကျန်တဲ့အပြင်းလူတွေကတော့ဝေဖန်ကြလို့ဝေဖန်လိမ့်မယ်။ချင်းချင်းလေးကြိုက်တယ်လို့ကျွန်တော်ပြူးစားတယ်။ဒါပေမဲ့ကျွန်တော်ရှင်းရှင်းလေးပြောတာကကျွန်မမင်းကပြောလိုက်အကြီးကြီးတော့ဟုတ်တယ်ဇလန်ကြီးကျွန်တော်တချို့လူတွေစဉ်းစားတတ်အောင်ပြောပြ။ဟုတ်လားဟုတ်တယ်ခင်ဗျားတို့မေ့သွားတာကျွန်မမင်းမေ့ရှော့မတဲ့နဲ့အိမ်မြူတော့တောင်လိုအပ်ရင်ကျွန်မမင်းကိုဖုံးလန်းဆက်ကား။ဟာမင်းတို့ဘောင်းမဲ့လေ။ဟာငါတို့ကိုကြီးကျွန်မမင်းအကိုကြီးကညီလေးလားမသိဘူး။ဟမ်အဟမ်။ကြည့်မင်းအိမ်မြူတော့တောင်လိုအပ်ရင်ဖုံးလိုက်ပါလန်းဆက်ကားလားစောင့်ချင်မဟုတ်ဘူးနော်။နောက်လင်းကတော့တင်ပြီးမွေးထားတာ။ဟမ်။အာရှော့မတော့နဲ့။ဘောင်းမဲ့လေကျွန်မမင်းကိုဟာ။ ဒါအချမ်းပြပြနေတာတက်တက်မတက်တဲ့ဘုံချုပ်ကြီးတက်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 ရေးမကြည့်ဘူးအာဆန်စမစ်ကသူ့တော့ရေးမကြည့်တော့ဘာလို့ဆိုရေးကိုမကြည့်တော့ခင်းချင်းသူရောက်သွားတယ်ဘာလို့ဆိုသူကပေါ်လာတော့အာဆန်စီဝေးရဲ့တွေ့သူခေါင်းတော့သူထဲတော့သူစဉ်းစားနေတာအဲ့ဒါမဟုတ်ဘူးသူစဉ်းစားနေတာနောက်တစ်ဆင့်ကဘာလုံးနဲ့သူချိတ်ဆက်ဖို့ကိစ္စကိုသူစဉ်းစားနေတာအာဆီယံလောက်ကတော့သူခေါင်းနှုတ်ချက်တော့ဘာလို့အာဆီယံကကဘာလုံးနဲ့ချိတ်ဆက်ဖို့ကဘာမှငါကဘာလုံးကြည့်တယ်ယူမလားငါပို့ပေးလိုက်မယ်ဟမ်မင်းတို့ကဘာကဘာလုံးနဲ့ချိတ်ဆက်လို့ရအောင်လို့ တော့တချို့ကဒါအာဆီယံတော့တက်ခွင့်မရဘူးတချို့ဆိုဘယ်နိုင်ငံမှတောက်ခွင့်မရတော့လို့ဘယ်မှမရောက်အမှတ်တရတွေလုပ်နေရတယ်တချို့အုပ်စုကဒါဥမာပူလောင်ပြီးပေါ်လို့ရိုက်နေကြတာဆိုတော့သူက AC ပဲအဲ့ဒါကိုသူတို့မသိကြတာအဲ့တော့ချင်းပြရင်တော့ဒါလေးအဖြေရှိပါတချို့အဖြေရတချို့အဖြေရကျွန်တော်တို့တွက်ထားပြီးသားလေးအဲ့တော့စောင့်ကြည့်အောင်ဘယ်တခုခုမှာတော့ဗိုလ်ချုပ်ကြီးနဲ့ထရပ်နဲ့တခုခုတနေရာမှာတခုခုမှာတော့တိုက်ဆိုင်သွားတယ်တွေးကောင်းတွေးကြလိမ့်မယ်။ဘယ်နေရာမှာစုံမလဲဆိုတဲ့ဟာမေးကောင်မလေးရှားကသူ့စီမှာစုံစည်ချင်ပုံရတယ်။ဒါပေမဲ့ညှိလို့မပြီးဘူးထင်ပါတယ်။ဒါကြောင့်မလို့ဖြစ်ပုံရတယ်။ဒါညွန်လေးဒါတစ်ချက်ပေါ့နော်။နောက်တစ်ချက်ကတော့အပိတ်လေးကတော့တခုပဲပြောပါမယ်။အပိတ်ကတော့ပြောမယ်။တချို့တော့ကိစ္စတွေဟာ နော်အစိုးရမှန်ဖို့ကျွန်တော်တို့မှားပြရတာရှိတယ်အစိုးရမှန်ဖို့တော့ကျွန်တော်တို့မှားပြရတာရှိတယ်အဲ့တော့တခါတည်းသူတရေမှားပြရတယ်အစိုးရမှန်ဖို့အတွက်နော်ဟာဟမ်မှားကျွန်တော်မှားတာမဟုတ်ဘူးပညာရှိပါဆိုမင်းတို့ကရှော့တက်တယ်ကြော်နှုတ်ဆိုမင်းတို့ကပြောင်ဖို့ပဲတိလားဟာမှားကျွန်တော်မှားတာမဟုတ်တက်တက်နော်အစိုးရငါတို့ဘာဘာဘာကြီးမှန်ဖို့အတွက်အာကြော်နှုတ်ကတရေမှားလေးထုတ်ပေးရတာပါဟာမင်းကြော်နှုတ်ကမတည်ဘူးဆိုတော့ဘာမှမရှိဘူးနော်အဲ့ကြရင်ကျွန်တော်တို့မှားပြီးမှတချို့ကိစ္စလေးဖြစ်လာတာလည်းရှိတယ်ဒါကြောင့်မလို့ တချို့ကိစ္စလေးတွေကမှားပေးတာလည်းကောင်းတယ်မှားပေးတာလည်းကောင်းတယ်မှားဖို့လည်းလိုအပ်မှားပေးရတာရှိတယ်ဒါလေးတွေတော့သိဖို့လိုချင်တယ်ဒီကိစ္စမှာပုံတော့အခြားကိစ္စတွေနောင်လာအောင်မယ်နောင်လာအောင်မယ်အများကြီးရှိသေးတယ်အဲ့တော့ဒါလေးပဲပြောရင်ဒီတော့ပါပဲတော်တော်မျက်နှာပြောင်းနေကောင်းနေနော်ဆောက်ရှစ်ဆိုတာဘယ်နေရာမှန်းတော့သိမှာမဟုတ်ဟန်စကားတလုံးဆိုတော့မစင်စားဘူးလားမသိငါတရာကြီးကိုတလုံးလီစဲပြီးပြောလိုက်ရင်နော်နားထောင်နေတဲ့လူတွေကတိဝိုင်းငါဘာဖြစ်မလဲငါစောက်ပေါ်ကြီးဖြစ်မလားအဲ့ဒီအတွေးတော့မတွေးဘူးတော့ကွာကျွန်တော်မင်းရဲ့အကောင်ပြောတာမင်းနဲ့ညံ့တဲ့လူမဟုတ်ပါဘူးကောင်းတဲ့ဘက်ကို ကောင်းမွန်တဲ့ဘက်ကိုဥတည်ပေးပါမင်းလည်းမင်းမအရေးရှင်ရှိပါတယ်နော်ကျော်မင်းအကောင်းပြောတာမင်းတို့လည်းမင်းတို့အရေးရှင်ရှိတယ်ဒါပေမဲ့အဲ့ဒီအရေးချင်းတွေကိုကောင်းမွန်တဲ့ဘက်မှာထုတ်တော့မှမင်းဒီအတိုင်းတွားရင်မင်းဘဝတွေမဟုတ်ဘူးနော်မင်းပြန်မိခဲ့တဲ့တာသမီးမျိုးဆက်အထိပါချီတော်တဲ့အကောင်ကြမှာအကောင်ပြောတာကျော်မင်းမင်းတို့ကဒါဖျားဆိုးပါစေငါရင်ထဲကစေတနာနဲ့ပြောတာကျော်မျိုးမင်းတားပါဟဲ့ကျော်မျိုးမင်းတမီးပါဟဲ့ကျော်မျိုးမင်းတူပါဟဲ့ကျော်မျိုးမင်းမီးပါဟဲ့ ွားပြီးထွေလက်ထွေးနေတယ်ပဲဘောကမင်းလိုချင်တာဟမ်မင်းဘောကတော့ထမင်းတလုံးမခက်ပါဘူးဗမာရှာရှာပါဟုတ်တယ်မလားထမင်းတလုံးစားဖို့အတွက်တော့ဟမ်မင်းသားလေးလည်းအွယ်ရောက်လာလာတော့မှာပါတအောင်ကြတယ်ဘာဖြစ်လို့အဲ့လိုမျိုးအောက်တန်းကျတဲ့အလုပ်တွေကိုစုပြီးလုပ်နေရတာလဲအခုမင်းပြောမှစကားတွေကဘာဟာတတွေခလေးကလားတွေဟမ်နိုင်ငံတကာတစ်ခုရဲ့တစ်ခုအဲ့လိုပေါက်မှန်းလင်းစင်မရဘူးလေဒီမျိုးမင်းအတိုင်းဝိုင်းနိုင်ငံတကာအတိုင်းဝိုင်းဆိုတော့အဲ့ဒါလေမင်းအောင်လည်းအဲ့လောက်ပေါက်ရောက်မှာပဲကုလတက်မကမှာဟမ် စီရာပီအေကိုတရားဝင်လွှတ်တော်ကိုစားပြုကော်မတီပါလို့မတက်မခံဘူးကုလတမကရဲ့နိုင်ငံခေါင်းဆောင်စည်င်းထဲမှာအတိုင်းပညာပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တမထဦးဝင်းမြင့်ဆိုတာဒီနေ့ချိန်ကြီးရှိတယ်အဲ့ဒါနိုင်တဲ့အဆင့်အဖွဲ့ကြီးမဟုတ်ဘူးနော် UN တို့အဖွဲ့မှာမင်းမင်းအောင်နိုင်လူရဝင်အဲ့ဒါလေးကိုအရင်ချိန်ခိုင်းနော်မင်းတို့မင်းအောင်နိုင်ကဘာပေါ်မှာလူရဝင်နေဆိုရင်ပတ်စံနဲ့အဲ့လိုပေါက်ပန်း50မပြောနဲ့အဲ့ဒါလေးအရင်ရအောင်ချိန်ပြနော်အမေရိကန်တမရလိုဟာမျိုးလို့မင်းတို့ကလွန်လွန်ကူကူတွားတွေ့မယ်။အော်ဒုက္ခပဲဟမ် အလမ်းမင်းမှာဖာခန်းနေတဲ့ကြောင်ကြောင်မင်းမင်းမင်းမဟုတ်ဘူးတိလာခေါ်ချင်ခေါ်လို့မရဘူးရှင်းလားမင်းမင်းဆိုတော့တချို့နှစ်ထောင်ဆိုရင်ခေါ်လို့ရရမယ်တိလာနော်ဒါခက်ချင်ချင်းကပြောမင်းနာအောင်ပြောတာနာအောင်စဲမှာမင်းတို့ကောင်းပြီစောက်မှတ်ရှိမှာဒါလည်းမင်းတို့မှတ်မှာမဟုတ်ဘူးပုံမှန်လေးဆိုဘယ်ရမ်းမတာလဲအဲ့လိုမပြောပါနဲ့တိလာနော်အခုမင်းတို့ကောင်းပြောလေငါတို့တော်လိုင်းပဲလာမယ်ဆိုငါလက်မခံဘူးတိလာဒါလို့စပောက်ကြီးကဟိုမဟုတ်တော့အဟုတ်လို့ငါတို့ဘက်မှလည်းလာမပြောနဲ့ဟာကိုစီတို့တော်လိုင်းဘက်ကိုကွာအခုငါတို့လော်ဒီလော်ပေးမယ်လာလာပြောဒီလက်ခံမလားလို့ နော်ငါတို့တော်လိုင်းဘက်မှာရှိတယ်ပေါက်ကဲကအဲ့လိုမဟုတ်ကပြောလူခဏပဲတောက်ကြရင်ပြည်သူကလက်မခံဘာလို့ဆိုပြည်ငါတို့ဘက်လို့ပြောလိုက်တာဒီငါတို့မှာဘက်မရှိဘူးပြည်သူသားလင်းအဓိကအဲ့ဒီပြည်သူကမှန်ကန်တဲ့ရိုးသားတဲ့ဖြောင့်မှန်တဲ့အနစ်နာခံတဲ့စွန့်လွတ်တဲ့ကောင်းမွန်တဲ့လူကိုဝင်းရထားမှာပဲဒါပေမဲ့ပရိတ်တန်ဆိုတဲ့ဟာမျိုးကတော့ဒေဝတတ်လည်းအပိတ်တန်နေပဲအရှုံးမတော့နဲ့ဒေဝတတ်မှာလည်းပရိတ်တန်နေပဲနော်မာနတ်မှာလည်းပရိတ်တန်နေပဲမြတ်စွာဘုရားမှာပရိတ်တန်ရှိတာမဟုတ်ဘူး နော်အာသူတို့လည်းအပိဋ္ဌပြည့်နေတာပဲအဲ့တော့ပိဋ္ဌတ်ငါမှပိဋ္ဌတ်ရှိတယ်ဆိုရင်ကိုပိဋ္ဌတ်ကိုကြည့်ပေါ့နော်ဘ ᱹ ဒူတွေကတော့ဒိဋ္ဌိတွေလေဟုတ်တယ်မလားကိုကိုကြည့်အဲ့တော့အဲ့ဒါလေးပဲပြောခြင်းတယ်အခုကမင်းဟိုင်းရဲ့ဗေဟမတာကြီးကွာတက်တိတ်နေလိုက်ပါလို့မင်းမင်းတက်တိတ်နေလိုက်ပြီးတော့သူ့အတူဒီတိုင်းနေနေတာကိုထန်ကုန်ဒီတော်လိုင်းဘက်ကလူတွေပြောတရက်နှစ်ရက်ပဲပျောက်သွားလိုက်ပြီအခုမင်းကအဲ့လိုမျိုးထပ်ပေါ်လိုက်ဆောက်ချက်တွေတစ်ခါထပ်ကွဲလိုက်လူများတွေကထပ်ပြောလိုက်ဆိုတော့ အမအမဒစ်လဲနေပြီမင်းအောင်လိုက်ပေါ်ရဟမ်တောင်းလိုက်တာငကိုတဲ့လူစီမမီတဲ့ကောကမင်းအဲ့လိုလှုပ်တာနဲ့နေပို့ပြီးစောက်ချက်ပွဲနေဒါပုံစံကြည့်တာကျော်မျိုးမင်းကဖဲကြီးများလားမသိတာဆိုအေးဟုတ်တယ်အခုမှတည်တယ်ကျော်မျိုးမင်းကဖဲကြီးများလားမသိဘူးနော်ကျွန်တော်တို့ကစုပ်ပြီးပြောနေတာအခုတူတူနောက်တဲ့ပုံကဒါစောက်ချက်အခါခါပွဲအောင်လှုပ်နေတာကျွန်တော်တို့ပြောရင်ဆိုရင်တော့မအားဒီကောင်နေ့တိုင်းဒီအကြောင်းပြောနေပြောအောင်လေဟုတ်တယ်နော်ဟောမဖိတ်လို့မတော်ဘူးကွာပြီးပြီကွာအခုကတူလှုပ်နေမှပဲမင်းအောင်လိုက်အခါခါစောက်ချက်ပွဲနေရတာဟမ် ဖယားကြီးကမြေကြောင့်လုံးမင်းရှော့မတော့နဲ့နော်ဖယားကြီးဆိုရင်တော့နည်းနည်းပါးပါးဝိုင်းအပ်ပေးလိုက်ကြပါဗျာနော်သူ့တနာပါတယ်ဘူးလက်လက်ဆိုရင်အနိုင်ကျင့်တာအမြဲတမ်းသူကဘူးလက်လက်ဆိုတော့မလွန်ဆန်ရဲဘူးမတော်လို့ဘူးလက်အာနာရဲတုဖင်ချခံနေမှကြောက်တော့ငြိမ်ဘူးလက်ဆိုတော့ခုံးမပြန်မပြောရဲဘူးဘယ်တပြစ်လူလည်းပြန်ပြောကြည့်ပါလားဟမ်ဘူးလက်ကအခုတုပြောခဏခါရှိနေပြီလေဟမ်ဟိုကိစ္စတွေနောက်ပြီးတော့အဲ့လိုတရင်တွေပေါက်ခဲ့ပြောတဲ့ကိစ္စတွေဟမ်ပြီးလို့ရှိရင်ဟိုရွက်စစ်ကြီးကိုတော့ပြောတဲ့ကိစ္စတွေဘူးလက်သူ့နာမည်ကင်ပြီးစောနေတာဟာယူတုခုံးပြောရဲလားမပြောသေးဘူးလေ အာအသေးကြောက်တယ်ဘူးလက်တို့စောက်ယူလူလူမျိုးတော်ကြောက်လို့စဉ်းစားကြည့်အာကျော်မျိုးမင်းဘုံကဖြစ်နေတဲ့ဘုံကကြည့်အောင်အဲ့တော့ဗာအသေးလိုက်ပြီးတော့ဘောမှဘောကလည်းဟိုပျော်ကြနေတော့ဒီကပျော်ကြလိုက်မှဟိုမမဒီကမမလို့မနိုင်ဖြစ်နေမှာဟမ်အော်အဲ့ဒါမင်းအောင်ကြည့်နော်ကျွန်တော်ပြတိတ်နော်အဲ့တော့ဒီကောင်တွေဖက်ချမ်းဟာကြီးလိုက်ဗျံပဒါတွေပေါက်ပန်းလေးစရီအဲ့ဒီပေါက်ဗျံပဒါတွေကြားထဲမှာအမ်တာယာနေကြသူတို့ဘွားတယ်ဟိုးတကယ်ထားပေးချင်ပါလေကောင်းပြီးတော့မြောက်မြန်မာပြီဆိုပြီးတော့လေတော့မင်းအောင်မှန်အုတ်ထုတ် ပြီးတော်မျိုးမင်းတို့ဘာလို့အမအမဦးစီးတော်ဆိုတော်ဆိုဦးလို့ငပောက်တို့အမ်ငပောက်ကသာသနာပြုတ်အမဟမ်ဘာဖြစ်ကုန်မလဲသူတို့ပေးထားခြင်းနဲ့ဒါဒီဘက်တော့ကြောမလာနဲ့မင်းတို့မင်းတို့ကမ္ဘာနိုင်ငံနဲ့အားလုံးငါတို့တောင်းငင်မအောင်လာလို့ရတယ်တကမ္ဘာလုံးမှာမြောက်မြတ်မှာတစ်ခုတည်းလာခွင့်မရှိဆိုတော့ဟာမျိုးကတ်တတ်ပေးထားမှာနော်အဲ့လိုထားခြင်းနဲ့ကျွန်တော်